ပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီအပိုင်းလေးမှာတော့နန်းတော်ထဲမှာတော့မင်းကြီးကကြက်ချောင်းအစိမ့်မိသွားတာကိုတီးသွားပြီးတော့ကျွတ်ငါးခေါင်ကိုဒေါသထွက်နေပါတယ်အမတ်တွေကလည်းဒီအစိမ့်ကလုံးကြံသူချားချမ်းလီနဲ့အမိကိုเจ้าမြေခွေးเจ้าဖြစ်ပြီးတော့ကျွတ်ငါးခေါင်ကြောင့်မဟုတ်တာကို ပြောပြနေခဲ့ပါတယ်မင်းကြီးကတော့ယတနာကြောက်စီတာအခိုးခံရတာပလဲအခိုးခံရတာနဲ့အခုလိုအစိမ့်မိရတာတွေကသူတို့เจ้าမဟုတ်ပဲဘသူเจ้าလဲဆိုပြီးတော့ပြန်ပြီးတော့မိကုန်းထုတ်ပါတယ် ဒီလိုပြစ်မှုတစ်ခုကိုကျူးလွန်ရင်ဘာအဖြစ်ပေးရမလဲဆိုပြီးတော့အမတ်တွေကိုမေးတော့တေတံပေးရမယ်လို့ပြန်ဖြေကြပါတယ်။ထပ်ပြီးတော့ပြစ်မှုသုံးခုစလုံးဆိုရင်ရောလို့မေးလိုက်တဲ့အခါမှာတော့ဆွေစဉ်မျိုးဆက်တစ်ခုလုံးအပြစ်ပေးခံတင်ကြောင်းကိုမဝင်မရဲနဲ့ရှောက်တင်ကြပါတယ်။မင်းကြီးကလည်းပေါင်ချိန်စီရင်နာကိုမဆောင်တော့ပဲသူ့သဘောနဲ့သူ့မျိုးကိုပေးလိုက်ပြီးတော့ကျွမ်းကြီးနောင်ငါးကောင်ကိုဖမ်းဖို့အမိန်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းအမတ်နှစ်ယောက်ကပေါင်ချိန်ကိုခေါ်လိုက်ပြီးတော့မှစီရင်ဖို့ရှောက်တင်ကြပါပဲ။မင်းကြီးကတော့လက်မခံပါဘူး။ ကျွမ်းညီနောင်ငါးကောင်တွေကတယောက်ကတော့ကျွမ်းညီကိုတနည်းအားကိုခေါ်လာပြီးတော့သူ့လက်စားချင်နိုင်ဖို့အတွက်ခိုင်ဖုံးရုပ်ကိုလာခဲ့ပြီးမြင်ထင်မှတ်ခဲ့တာကကြံချောင်းကအမိကိုကြောင့်မြေခွေးအစိတ်ကိုမိနေတာမလို့သူ့ကိုယ်တိုင်တက်စီရမလို့လို့လို့ဝမ်းသာနေခဲ့ပါတယ်။ဒါကိုကြောင်းလိုက်တော့ကျွမ်းညီကတော့ဝမ်းနေတဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကျွမ်းငါးဘောကသူတို့ရဲ့ညီလေးငါးကိုစောင့်နေကြပါတယ်။အကိုကြီးဖြစ်သူကတော့သူတို့ရဲ့ညီလေးကမြင်းစာသွားဝယ်မယ်ဆိုပြီးတော့ကြံချောင်းစီကိုသွားတာကိုရိပ်မိသွားခဲ့ပါတယ်။ ဒါကြောင့်သူ့နောက်ကိုလိုက်သွားခိုင်းပေမဲ့ကျန်တဲ့ညီကိုတွေကတော့လိုက်မသွားကြပါဘူး။သူတို့ရဲ့အကိုကြီးကိုညီလေးငါကဘာမှမဖြစ်ပါဘူးဆိုပြီးတော့ဖြောင်းဖြားထားခဲ့ပြီးတော့အရက်ထမပြီးတော့စိတ်ဖြေခိုင်းထားခဲ့ပါတယ်။တဲခုတ်ကန်ရဲ့တစ်ဖက်တစ်ချက်မှာတော့လောကျန်သူနှစ်ယောက်ကတီတိုစကားပြောဆိုနေခဲ့ကြပါတယ်။သူတို့ပြောနေကြတာကတော့အဲ့ဒီအရက်ထဲကိုသူတို့တွေကအစိတ်ခတ်ထားတာကြောင့်ကျော်ငါကောင်ခမကျွတ်တီတရတော့မယ်ဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ပိုင်ယူထံဖြစ်တဲ့ညီလင်းငါကတော့အပြင်းသွားနေရမလို့ မတလိုက်ရလို့အမလို့အမရဖြစ်နေကြပါရယ်။ခိုင်ဖုံးယုံမှလည်းမင်းကြီးစီလွတ်လိုက်တဲ့သမားတော်ကကြံကြောင်းကိုအဆိုက်ပြီးတော့ကုသပေးနေပါရယ်။ပေါင်လူကြီးမင်းကလည်းနားမရှိနေပြီးတော့အခြေအနေကိုမင်းမြလိုက်ပါရယ်။သမားတော်ကတော့ကြံကြောင်းကအတွင်းအားကောင်းတာကြောင့်ကုသလို့ရနိုင်ပေမဲ့သူကဖြည့်ဆည်းကိုတော့မသိပါဘူးဆိုပြီးတော့ပြောပြီးနန်းတော်ကိုပြန်သွားခဲ့ပါရယ်။ဆရာကုန်းဆုံးလည်းကြံကြောင်းကိုခေါ်ပြီးတော့နှိုးကြည့်ပါတော့တယ်။ဒါပေမဲ့နိုးမလာတာကြောင့်သမားတော်ပြောသလိုမဟုတ်တာမလို့စိတ်ပူနေကြတော့မှာပဲ။ ောင်ချိန်ကလည်းကြံကြောင်ရဲ့အနားကိုတိုးပြီးတော့အခြေအနေကြီးလိုက်တော့ထွေးတွေလည်းပြန်နေပြီးပါဇက်ကလည်းဆရာနဲ့ချွမ်းနီဆိုပြီးတော့ခေါ်နေတာကိုကြားလိုက်ရပါတယ်။ဒါနဲ့ပောင်ချိန်လည်းချွမ်းနီသာလာတွေ့ရင်ထူးခြားမလားဆိုပြီးတော့ကြံတဲ့အမှုရန်တွေကိုလူအင်အားတုံးပြီးတော့မျိုးတော်ထဲမှာချွမ်းနီကိုပတ်ချခိုင်းလိုက်ပါတယ်။ဖြစ်ချင်တော့မျိုးတော်ထဲကိုဝင်လာဖို့လုပ်နေတဲ့ချွမ်းနီနဲ့ညီလေးကဖြစ်တဲ့ပိုင်ထန်ယူတို့ကမြို့အဝင်ဝမှာသူတို့ရဲ့ညီအကို၅ယောက်ကိုအလို့ရှိပါတယ်ဆိုတဲ့ကြောင့်ကြောင့်ကိုတွေ့သွားပြီးတော့ဒါကခိုင်ဖုံးယုံကလုပ်တယ်ပဲထင်ပြီးတော့ ။တဆုထိုးနဲ့သူထင်ရသူလောက်ပါတော့တယ်။အကျိုးအကြောင်းစီလျော်အောင်စဉ်းစားတတ်တဲ့ချွန်ဒီကတော့ကြံချောင်းကဒဏ်ရာရနေတာမလို့ခိုင်ပေါင်းရောင်းကလောက်တာမဟုတ်မဲအတည်နေခဲ့ပါတယ်။ထပ်ပြီးတော့ဒီကိစ္စကိုညီနောင်လေးဘော်ကမတည်သေးတာမလို့သွားပြီးတော့တရီပေးခိုင်းဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပိုင်ထန်ယူကတော့ခေါင်းမာနေပြီးတော့သွားမပြောပဲလက်စားချေဖို့ပဲသွားပြီးတော့လုပ်ပါတယ်။ပြောမရတဲ့အဆုံးမှာတော့အချွန်ဒီကပိုင်ထန်ယူကိုတန်ရောစင်မဲတယ်လို့ခနဲလိုက်ပြီးဟိုကလည်းချက်ကောင်းကိုထိသွားပြီးအဲ့ဒီတော့မှသွားပြောမယ်လို့ပြီးတော့ ကျွမ်းနီနဲ့သူတို့ချိန်ထားတဲ့တဲခိုကံမှာပဲပြန်ဆောင်ဖို့ပြောလိုက်ကြပါတယ်။တဲခိုကံမှာကတော့ကျွတ်လေးကောင်ကအရက်ကိုတောက်ပြီးတော့အတီးတီးလဲကျသွားခဲ့ကြပါတယ်။သူတို့လဲကျသွားတော့စပွဲထိုးကဝင်လာပြီးတော့တေမတိကိုစစ်ဆေးလိုက်ပါတယ်။ဒီတော့မှအသေးချင်းအောင်ဆောင်နေကြတဲ့ကျွတ်လေးကောင်ကလည်းစပွဲထိုးကိုဖမ်းလိုက်ပြီးတော့သူတို့ကိုဘသူအစိတ်ခက်ခိုင်းတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဒီလိုမျိုးမင်းနေတဲ့အချိန်မှာပဲစပွဲထိုးကတော့ဗဇက်ကနေသွေးအန်လာပြီးတော့သူ့ဘာသာသူတေသွားပါတော့တယ်။ အခြေအနေမဟန်တာနဲ့သူတို့ညီအကိုလေးယောက်လည်းအောက်ကိုဆင်းပြီးတော့ကြီးကြပါရယ်။အဲ့ဒီမှာပဲဆိုင်ကလူတွေတင်နေတာကိုတွေ့တော့ဒါကအကျဉ်းချောင်းလောက်တာမဟုတ်ပဲမြေခွေးတို့လောက်တာကိုတီးပြီးတော့သူတို့အထင်လွဲနေတာကိုရိမ့်မိသွားခဲ့ကြပါရယ်။ဒါကြောင့်သူတို့အထင်လွဲနေပါတယ်ဆိုပြီးတော့ပြောဖို့အတွက်ညီလေးငါကိုသွားပြီးတော့ရှာကြပါတော့တယ်။ဒီဘက်မှာတော့ပေါင်ချင်းကကျွန်းငါးခေါင်ရဲ့ဝရန်ပြေးဆိုင်ရွက်ကိုကင်ပြီးတော့ဝန်ရည်နဲ့အမတ်တရကိုမေးမြန်းနေခဲ့ပါရယ်။ဝန်ရည်ကလည်းဒါက မင်းကြီးရဲ့အမိန်မလို့ပြန်ပြီးတော့ပြင်ဆင်ဖို့ခက်တယ်လို့ပြောလိုက်ပါတယ်။ပေါင်ချိန်ကလည်းကြွက်ငါးကောင်ကတော့တိုင်းလောကသားတွေမလို့မသိလို့လောက်တာကြောင့်တည်တယ်မမြောက်ဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဝန်ရီကတော့မင်းကြီးရဲ့အမိန်ဖြစ်နေတာကြောင့်လုံဆန်လို့မရကြောင်းနဲ့ပေါင်ချိန်ကလည်းမသိလို့ဖြစ်တာကိုအတင်းလုံးနေရင်ကြွက်ငါးကောင်လက်မရောက်သွားမှကိုဆိုရိတ်နေခဲ့ပါတယ်။ဒါကြောင့်ပဲဝန်ရည်နဲ့ရှမ်းရည်တို့ကိုနန်းရွှင်းထဲကိုအခါစားဝင်ခိုင်းလိုက်ပါတယ်။ဝန်ရည်တို့ကလည်းနန်းရွှင်းထဲကိုအခါစားဝင်ရင်တောင်မ မင်းကြီးရဲ့ဆန္ဒကိုလုံဆန်လို့ရမှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကိုကြွငါကောင်ကိုနှိမ်နှင်းဖို့အမိန့်ပေးထားလို့ပဲဖြစ်ပါတယ်။ဘသူကမှနန်းနှင်းကိုအခါစားမဝင်တဲ့အတွက်ပေါင်ချိန်ကသူတယောက်တည်းနန်းနှင်းကိုအခါစားဝင်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပေါင်ချိန်ကမင်းကြီးကိုသွားတွေ့ပေမဲ့မင်းကြီးကတော့အတွေ့မခံပါဘူး။မလျှော့တဲ့ဆွဲနဲ့ပေါင်ချိန်ကတော့မိမိအားကြီးကိုထပ်ပြီးတော့သွားတွေ့ပါတယ်။လမ်းမကြီးထက်မှလူတွေကဝိုင်းစုနေကြလို့ ကျွမ်းနီကဘာလဲဆိုပြီးမေးကြည့်တော့အစိမ့်မိနေတဲ့အလောင်းလိုပြောတာနဲ့သူလည်းအကျွမ်းငါးကောင်ထင်ပြီးတော့အမြန်ပြန်ထွက်လာခဲ့ပါတယ်။သူမထွက်လာတော့ချားချန်းလီနဲ့မြေခွေးတို့ကသူမကိုဖမ်းဖို့ကြံစီပါတယ်။အကင်းပါတဲ့ကျွမ်းနီကတော့ထွက်ပြေးသွားခဲ့ပြီးတဲခုတ်ခန်းတစ်ခုကိုရောက်အောင်သွားတည်တိုင်အောင် အနောက်ကနေလိုက်ပြီးတော့တိုက်ခတ်နေခဲ့ကြတော့မှာပဲ။နှစ်ယောက်တစ်ယောက်ဖြစ်နေတဲ့အတွက်ကျွမ်းနီလည်းနောက်ဆုံးမှတော့အေးနေသွားခဲ့ပါရယ်ကျွမ်းနီကလှုပ်ကြံသူနှစ်ယောက်စီမှာအဖမ်းခံလိုက်ရပြီးတော့သူမရဲ့အဖေကိုတတ်တာဒီနှစ်ယောက်ဆိုတာကိုသိသွားပြီ ကြံချောင်းကိုမှားပြီးတော့ဆွဆွဲမိမယ်ရိမ့်မိသွားခဲ့ပါတယ်။ခဏအကြာမှာတော့အချားချမ်းလီတပည့်နှစ်ယောက်ရောက်လာပြီးတော့ကျွမ်းငါးကောင်ရဲ့နေရာကိုသိရပြီလို့ပြောတော့ချက်ချင်းပဲသူတို့တွေလိုက်သွားကြပါတယ်။မြို့ထဲမှာတော့ပိုင်ထန်ယူကရဲမက်တွေနဲ့တွေ့လို့ပြေးနေရပါတယ်။သူပြေးနေရင်လည်းသူတို့ညီအစ်ကိုတွေနဲ့တွေ့ပြီးတော့ရဲမက်တွေရဲ့လက်ထဲကနေလွတ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ညီအစ်ကိုတွေကအကိုရှိတဲ့နေရာကိုခေါ်သွားပြီးတော့ညီအစ်ကို၅ယောက်စလုံးပြန်တွေ့ကြရပါပြီ။အပြည့်အပြည့်အကြောင်းစုံကိုပြောပြရင်းနဲ့ ချမ်းနီကိုမေးတော့မတွေ့တာနဲ့ချားချမ်းနီဖန်သွားကြောင်းသိရှိသွားခဲ့ပါတယ်။ဒါကိုအနောက်ကချားချမ်းနီတို့ကချောင်းပြီးတော့နားထောင်နေကြတာပါ။ပြီးတော့သူတို့ပုံအောင်နေတဲ့နေရာကိုရမတ်တွေရောက်လာတာနဲ့သူတို့တက်ဖို့မလို့တော့မှသိလိုက်ရပါတယ်။ကျွမ်းငါးကောင်ကတော့သူတို့က လူသိုးတွေကိုပဲတတားမလို့သူတို့ရဲ့အကိုကြီးကလက်နက်ချလိုက်တာနဲ့တန်တဲ့သူတွေကပါလက်နက်ချလိုက်ပါတယ်။ပေါင်ချင်းကတော့မိဖုရားချင်းနဲ့တွေ့ဖို့လောက်တာကိုမင်းကြီးကတီးပြီးမင်းကြီးကနန်းတော်တွေကနေနှင်ထုတ်လိုက်ပါတယ်။ ကန်ကောင်းစင်တော့မိဖုရားကတွေ့ဖို့အတွက်သဘောတူလို့ပေါင်ချင်းလည်းမိဖုရားနဲ့တွေ့ခွင့်ရရှိသွားခဲ့ပါတယ်။ဒါနဲ့မိဖုရားကပိုင်ထန်ယူကသူ့ကိုကယ်တင်ခဲ့ဘူးကြောင့်သူ့ရဲ့အသက်သခင်ယေရှုရှင်ဖြစ်ကြောင်းကိုပြောပြီးတော့မင်းကြီးကိုဖြောင်းဖြားနေခဲ့ပါတယ်။မင်းကြီးလည်းမိဖုရားကြီးရဲ့စကားကိုနားထောင်လိုက်ရပါတယ်။ဆရာကောင်းစွန်းနဲ့သူ့ရဲ့ဗညာလက်ယုံတော်တွေကတော့ကြံကြောင်ရဲ့အခြေအနေကိုလာကြည့်ကြပြီးအစိတ်ကနှလုံးသားကိုပြန်နှံနေတာမလို့အထွေအားကောင်းကောင်းနဲ့မှကယ်တင်နိုင်မယ်ဆိုပြီးတော့စဉ်းစားနေကြပါတယ်။ အသီးသီးစဉ်းစားနေကြပြီမဲ့နောက်ဆုံးမှာတော့ကြံ့ကြောင်းကိုကင်နိုင်တာကကြွက်ငါပေါ်ပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာကိုသိပြီမဲ့လဲသူတို့ကတော့တည်တည်ဆန်းဆန်းလေးတောင်းပန်ပြီးတော့ကေတင်ခိုင်းဖို့အတွက်စဉ်းစားထားခဲ့ကြပါတယ်။ရှားချန်းလီကတော့စွပ်ပြုတ်အိုးနဲ့ပြုတ်နေပြီးကြွက်ငါကောင်ကိုကြံ့ကြောင်းနဲ့အတူတရားအောင်လို့ကြံစီနေခဲ့ပါတယ်။ဒီဘက်မှာကြွက်ငါကောင်ကတော့အချုပ်ခန်းထဲမှာသူတို့ရဲ့အကိုကြီးကခိုင်ပေါင်းရုံကလူတွေလာမယ်လို့ထင်နေကြပါတယ်။ပြောစကားမှမဆုံးသေးဘူးဆရာကောင်းဆုံးနဲ့သူ့ရဲ့လူတွေရောက်လာကြပါတယ်။ ကျန်းကိုကြီးကလည်းလိုင်းရဲ့အကြောင်းရှိမယ်ဆိုပြီးတော့မေးမြန်လိုက်ပါတယ်။ဆရာကုံးဆုံးကလည်းအမှန်တိုင်းပဲကျန်းချောင်းအစိမ့်မိနေတာကိုကုသပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ပိုင်ထန်ရွီနဲ့သူ့ရဲ့အကိုကတော့ကုသပေးဖို့အတွက်ညှင်းဆန်လိုက်ကြပါတယ်။ကျန်းညီနောင်တွေကအကိုအကြီးဆုံးကတော့ဘာအစိမ့်လဲလို့မေးလိုက်ပါတယ်။ဒါကြောင့်မြောင်ကျန်းအစိမ့်လို့ပြောပြလိုက်ပါတယ်။သူတို့နှစ်ဖက်စလုံးအခြေအတင်တွေပြောပြီးတဲ့နောက်ပိုင်းမှာတော့ကျွတ်လေးဘော်ကသဘောမတူပေမဲ့အကိုအကြီးဆုံးကတော့ထောက်နေရောက်နေတာမလို့ ကြံစောင်းကိုကဲလို့မရဘူးလို့ပြောပြလိုက်ပါတယ်။ဒါနဲ့ပဲဆရာကုံဆုံကသူ့ရဲ့အိတ်ထဲကခိုင်ဖုံးရုံအမိများကိုထုတ်ပြီးတော့အကိုအကြီးဆုံးကိုပေးလိုက်ပါတယ်။ဒါနဲ့ရုံအမိများမရှိရင်မင်းတို့ဒီထဲကဘလို့ထွက်မလဲလို့မေးတော့ကြွက်ငါးကောင်အပြင်သွားနေတဲ့အချိန်မှာဆရာကုံဆုံနဲ့သူ့ရဲ့လူတွေကကြွက်ငါးပေါ်အစားထောင်ထဲမှာဝင်နေပေးမှဖြစ်ပါတယ်။ဒီလိုဆိုရင်ကြွက်ငါးပေါ်ကအမိများကိုယူပြီးတော့ထွက်ပေးသားရင်ရောလို့မေးလိုက်တော့ ဆရာကုန်းဆုံးကအဲ့ဒီအခါကျရင်သူအစားသေးပေးမယ်လို့ပြောတော့ကြွက်ကိုကြီးလည်းရင်ထဲကိုထိသွားခဲ့ပါတယ်။ဒါနဲ့ပဲမနက်ကိုပြန်လာမယ်လို့ဂရီပေးပြီးတော့ကြံချောင်းစီကိုသွားကြပါတော့တယ်။တစ်ဖက်မှာတော့စားချန်လီကကြွက်ငါးကောင်ကကြံချောင်းကိုကေတင်မာကိုတီသွားပြီးတော့တောင်းတစ်ခေါက်ခေါက်ဖြစ်နေခဲ့ပါတယ်။ဒါနဲ့ပဲမြေခွေးကချွမ်းနီကိုကြည့်ပြီးကြွက်ငါးကောင်ကိုရောကြံချောင်းကိုပါအကြက်ကင်ဖို့အတွက်အကြံအစီရသွားခဲ့ပါတယ်။ဒါနဲ့ပဲချွမ်းနီရဲ့ဓာတ်ကိုကြွက်ငါးကောင်စီကိုပို့ခိုင်းလိုက်ပါတယ်။ ကြံငါကငါတော့ကြံချောင်းစီကိုရောက်ရှိလာပြီးအကိုကြီးကညီလေးငါကိုသူ့ရဲ့အတွင်အားကိုသုံးပြီးတော့ကြံချောင်းရဲ့အသက်ကိုထိန်ခိုင်းပေမဲ့ညီလေးငါကတော့လက်မခံပါဘူး။ဒါကြောင့်ပဲညီလေးသုံးကိုလှောက်ခိုင်းတော့အကိုကြီးရဲ့စကားကိုမငင်းသာတော့ညီလေးသုံးလည်းလှုပ်ပေးလိုက်ရပါတယ်။ညီလေးလေးအတွက်အတွင်အားကိုထိန်ထားချိန်မှာပဲအကိုကြီးကကြံချောင်းရဲ့အစိတ်ကိုပူတာပေးနေပါတယ်။သူတို့ကုနေရင်းနဲ့သူတို့အကိုကြီးတွေကမနိုင်တော့တာကိုသိလို့ ကြံတဲ့ညီအကိုတွေကလည်းမတက်တာတဲ့အဆုံးမှာကြံချောင်းကိုအတွင်းအားနဲ့ကုသပေးလိုက်ကြရပါတယ်။သူတို့ကုသပေးနေရင်လည်းကြံချောင်းပြန်လဲတတိယလာတော့ကြွက်ငါးကောင်ကိုကျေးဇူးတင်ချောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ဆက်ပြီးတော့ကုကြရင်လည်းပြတင်းဘောက်ကနေဓာတ်တက်လဲသူတို့စီကိုလွင်လာပါတယ်။ဒါနဲ့ကြွက်ညီကိုတယောက်ကဖမ်းလိုက်ပြီးတော့အထဲကစာကိုဖက်ကြည့်လိုက်တော့ချွမ်းညီကိုစားချမ်းလီတို့စီမှာအဖမ်းခံထားရတာကိုသိရှိသွားခဲ့ကြပါတယ်။ဒါကြောင့်ကြံချောင်းလဲသူ့ကိုဆက်ပြီးတော့မကူတော့ပဲချွမ်းနီကိုပဲကယ်ပေးဖို့ပြောပေမဲ့ ကြွငါကောင်ကတော့ကြံချောင်းကိုဆက်ပြီးတော့မကူရင်တသက်လုံးဒုက္ခိထဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကြံချောင်းကတော့သူ့ရဲ့အသက်ထက်ချွန်းနီရဲ့အသက်ကပိုပြီးတော့အရေးကြီးတာမလို့ကဲတင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါနဲ့ညီလေးသုံးကကြံချောင်းကိုကဲပြီးတော့မှချွန်းနီကိုသွားခဲ့မယ်လို့ပြောတော့သူ့ကိုကဲပြီးမှဆိုရင်စားချမ်းလီတို့ကိုရင်ဆိုင်ဖို့အတွက်အတွင်းအမလုံလောက်ဘူး။ဒါကြောင့်ချွန်းနီကိုပဲအရင်ကဲပေးဖို့အတွက်ထပ်ပြီးတော့တောင်းဆိုလိုက်ပါတယ်။ဒါကြောင့်ပဲကြွငါပေါ်လဲကြံချောင်းကိုထားခဲ့ပြီးတော့ကျွမ်းနီကိုသွားပြီးတော့ကဲတင်มาတော့တယ် ဒါနဲ့အဲ့ဒီစားချမ်းလီတို့နေရာကိုကြော့ငါးခေါင်ရောက်သွားတဲ့အချိန်မှာတော့ကျွမ်းဒီကိုတကားဝမှာကျိုးနဲ့ချီထားတာကိုတွေ့တော့ညီလေးနှစ်ကိုတွားပြီးတော့ဖြီးခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားစွာနဲ့အထဲကခြောက်ပြီးတော့တိုက်တာကိုခံလိုက်ရပါတယ်။ဒါပေမဲ့ကြော့ငါးပေါ်ရဲ့အတွင်းအားကကောင်းနေသေးတာကြောင့်ခိုးပြီးတော့တိုက်တဲ့သူတွေလည်းမအောင်မြင်ခဲ့ပါဘူး။သူတို့တိုက်ခိုက်ပြီးကြတဲ့အဆုံးမှာတော့ညီလေးငါကကျွမ်းဒီကိုကျိုးဖြစ်ပြီးတော့ကယ်တင်လိုက်ပါတယ်။ကယ်လိုက်တဲ့အချိန်မှာပဲကျွမ်းဒီကညီလေးငါကိုဓာတ်နဲ့ထုတ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ ။ဒါကြောင့်မဲဒီမိန်းကလေးကချွမ်းနီမဟုတ်မဲရိပ်မိသွားခဲ့ကြပါရဲ့။အဲ့ဒီအချိန်မှာပဲအတင်းထောင်တွေကိုပေါင်ရှင်ရောက်လာပြီးတော့ကြွက်ငါးပေါ်ကိုလာပြီးတော့တွေ့ပါရဲ့။ဒါပေမဲ့အတင်းခန်းထဲမှာတော့ဆရာကုန်းစွန်းတို့ဆရာတပည့်ငါးယောက်ကိုတွေ့လိုက်ရပါရဲ့။ဒါနဲ့ပဲပေါင်ရှင်ကလည်းသူ့ပုံမဆောင်နေလို့ပြောနေပါရဲ့။ဆရာကုန်းစွန်းကတော့ကြံကြောင်းရဲ့အသက်ကအရန်ဆိုးရိမ်နေရလို့အခုလိုလုပ်ရတာပါလို့ပြောက အပြစ်ဒဏ်တွေကိုလည်းသူ့ပဲခံယူရမယ်ဆိုပြီးတော့ပြောလိုက်ပါရယ်။ပေါင်ချိန်လည်းအရန်ကိုစိတ်ဆိုးသွားခဲ့ပြီးတော့ ဘသူလွှတ်ပေးလိုက်လဲဆိုတာကိုအချုပ်ဆောင်ကမေးလိုက်တော့အချုပ်ဆောင်ကလည်းသူလွှတ်ပေးတာပါလို့ပြောတော့ပေါင်ချင်းကပို့ပြီးတော့စိတ်ဆိုးသွားခဲ့ပါတယ်။ဆရာကုန်းဆုံကတော့ခိုင်ဖုံးရုံးတော့ပို့သွားပြီးတော့အခြေအနေကိုသွားကြည့်ခိုင်းပါတယ်။ပေါင်ချင်းကတော့သူ့ရဲ့လက်အောက်ငယ်သားတွေကိုတိတ်ချာမထိန်ချုံနိုင်တဲ့အတွက်သူပဲအပြစ်ခံယူမယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲဘရင်ရဲ့အမိန့်တော်ရောက်လာပါတယ်။ကြွငါဘော်ကိုအပြစ်မရှိကြောင်းနဲ့လွှတ်ပေးတဲ့အမိန့်ဖြစ်ပါတယ်။ကြွငါဘော်ကတော့ညီလေးကဒဏ်ရာရလာတာမလို့ ဆက်ပြီးတော့မတိုက်ဖို့ဆွေးနွေးနေကြပါဗျ။အဲ့ဒီအချိန်မှာပဲပေါင်ချိန်နဲ့လက်ဝဲလက်ရာရင်းမက်တွေရောက်ရှိလာခဲ့ကြပါဗျ။သူတို့ကကြွက်ငါဘော်ကို လာပြီးတော့ကူညီကြတာပါ။ဒါနဲ့ပဲညီလေးငါကိုရုံတော်ကိုခေါ်ပြီးတော့စိတ်ကူပေးဖို့ပြောလိုက်ပါဗျ။တစ်ဖက်ကလည်းချန်နီကိုကယ်တင်မယ်ဆိုတဲ့ကတိကိုအပြန်အလှန်ပေးပြီးတော့သူတို့ဆက်တိုက်ဖို့အတွက်အခွင့်နှစ်ခွင့်ခွဲလိုက်ကြပါဗျ။ဒီအချိန်မှာချွန်းနီကိုဖမ်းခေါ်လာတဲ့မြေခွေးကောင်ကတော့သူ့ရဲ့အစီအစဉ်ကိုပြောပြမိသွားပါတယ်။စားချန်လီကခိုင်ဖုံးရုံတော်ကိုရောက်သွားပြီးတော့ သူကတော့ဒီနေရာမှာထောင်ချောက်တွေဆင်ထားပြီးတော့ကြွက်ငါးကောင်ကိုအပျော်ရန်တူတူပုံနဲ့ကစားနေတယ်ဆိုတဲ့အကြောင်းပါအဲ့ဒါကိုသိတော့ချွန်းနီကအော်လိုက်ပါတယ်ဒါကိုကြွက်ညီကိုကလည်းကြားသွားပြီးတော့အလစ်တိုက်ကချွန်းနီကိုတော့ထွက်ပြေးခိုင်းလိုက်ပါတယ်ဒီလိုနဲ့နှစ်ဖက်တန်တိုက်ခိုက်ကြပြီးတော့မြေခွေးကလည်းမနိုင်တော့ထွက်ပြေးသွားခဲ့ပါတယ်ခိုင်ဖုံးရုံမှာတော့ဆရာကုန်းစွန်ကစားချမ်းလီရဲ့အကြံအစီကိုပြပြနေခဲ့ပါတယ်ပြောလို့တော့မဆုံးခင်မှာပဲစားချမ်းလီရောက်လာပြီးတော့အစိမ့်မိနေတဲ့ကြံကြောင်းနဲ့တိုက်ခိုက်ကြပါတယ် စားချမ်းလီကအစိမ့်မိနေတဲ့ကြံကြောင်းကိုတော့မနိုင်တော့ပဲရှုံသွားခဲ့ပါတယ်။ထွက်ပြေးမလို့လုံးနေတော့အနောက်ကနေချွန်းနီရောက်လာပါတယ်။ကြံကြောင်းကတော့တရားဥပဒေအရအရေးယူခိုင်းဖို့ပြောလိုက်ပါတယ်။ဆရာကုံးဆုံကတော့ပိုင်ထန်ရီအစိမ့်မိတာကိုကုသပေးပေမဲ့သူကုလို့မရခဲ့ပါဘူး။မြေခွေးမရဲ့ကိုပေါ်မှာလည်းအစိမ့်ရှာခွေးကြည့်ပေမဲ့ရှာမတွေ့ခဲ့ပါဘူး။ဒါနဲ့ဆရာကုံဆုံးလည်းအချုပ်ခန်းထဲကမြေခွေးမစီမှာထပ်ပြီးတော့ဖြည့်ဆည်းချဖို့အတွက်ပြောခိုင်းလိုက်ပါတယ်။ကြံကြောင်းနဲ့ချွန်းနီတို့ကတော့ နားလည်မှုတွေရပြီးကြံကြောင်းအစိပ်ပြေစေဖို့အတွက် မေတော်ကြီးစီကပလဲလုံးကိုထပ်ပြီးတော့ညှဆောင်ကြသွားပါတယ်။ကြံကြောင်းကတော့ဒါပေမဲ့ချွန်းနီကတော့တကားစီကိုပြေးသွားခဲ့ပါတယ်။အရင်အချိန်မှာပဲရဲမရောက်လာပြီးတော့အချုပ်ခံတွေကမြေခွေမစီကနေအစိပ်ပြေစေယူဖို့အတွက်တာဝန်ပေးတာကိုခံလိုက်ရပါတယ်။သူလဲအဲ့တော့မှအဲ့ဒါကိုစဉ်းစားမိသွားပြီးအချုပ်ခံတွေကိုသွားလိုက်ပါတယ်။မြေခွေမကလည်းသူမရဲ့အပြစ်အတွက်နောင်တရနေပုံပေါ်ပြီးတော့ချွန်းနီကတဖက်လဲနဲ့ဖြည့်စည်းကိုတောင်းတော့သပင်းပေါ်ကနေတလုံးထုတ်ပေးလိုက်ပါတယ်။ ကျွမ်းဒီကဘာလို့တလုံးနဲ့လဲဆိုပြီးတော့မေးတော့ဖြည့်စေးကအစိတ်ထက်ပို့ပြီးတော့လောက်ရတာခက်တဲ့အတွက်ဒီတလုံးတော့မှသူ့အတွက်သူလုံထားတာလို့ပြောတော့ကျွမ်းဒီလည်းမတက်တာတော့တဲ့အဆုံးဖြည့်စေးတလုံးကိုယူပြီးတော့ထွက်လာခဲ့ရပါတယ်။အချုပ်ခန်းထဲကအထွက်မှာတော့ကျွမ်းဒီတယောက်ရွေးချယ်ရပါပြီ။သူ့ဘာကိုရွေးချယ်ရတာလဲဆိုတော့ဒီအစိတ်ဖြည့်စေးတလုံးနဲ့ကြံစမ်းကိုပဲခဲ့ရမလားပိုင်ထန်ရီကိုပဲခဲ့ရမလားဆိုတာကိုပါပဲ။အဲ့လိုမျိုးစဉ်းစားနေတော့မှပဲကျွမ်းညီကိုတယောက်ယောက်လာပြီးတော့အစိတ်ဖြည့်စေးကိုတွေ့လာသူ့ရဲ့ညီအတွက် လာပို့တာမလားဆိုပြီးတော့မေးပြီးတော့စားချမ်းလီကိုဖမ်းမယ်ဆိုပြီးနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ဒါနဲ့ချွန်းဒီလည်းပိုင်ထန်ယူရဲ့အခန်းမကိုပြေးထွက်သွားခဲ့ပြီးတော့အခန်းဝအယောက်မှာတော့ရက်တန်သွားခဲ့ပါတယ်။သူမထပ်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အချိန်မှာကြံကြောင်ကိုအဆုံးချုံးမခံနိုင်ဘူးဆိုပြီးတော့ကြံကြောင်ရဲ့အခန်းထဲကိုပဲဝင်သွားလိုက်ပါတယ်။ပြီးတော့ကြံကြောင်ကိုထိပြီးတော့ဖြည့်ဆည်းတောက်ခိုင်းလိုက်ပါတယ်။ကြံကြောင်ကတော့ချွန်းဒီနဲ့စကားပြောရင်းနဲ့ဖြည့်ဆည်းကတလုံးမဲရှိတာကိုသိသွားပြီးတော့ပိုင်ထန်ယူကို ဖြည့်ဆည်းတောက်ဖို့အတွက်သွားပြီးခိုင်းလိုက်ပါတယ်။ ချမ်းဒီကလည်းအခုထိသူမရဲ့နှလုံးသားကိုမသိသေးဘူးလားလို့ပြောတော့ကြံချောင်းကလည်းအသက်နှလုံးနဲ့ပါသိပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ချမ်းဒီလိုချင်တဲ့မိသားစုဘဝကိုကြံချောင်းကမပေးနိုင်တော့ပေးနိုင်တဲ့ပိုင်ထံယူကိုပဲသူကိုယ်တိုင်ဖြည့်ဆည်းသွားပေးဖို့လုပ်ပါတယ်။ချမ်းဒီကမြင်ပြီးတော့ဒါပေမဲ့တားလို့မရတော့သူမကိုသူမဓာတ်နဲ့ထိုးပြီးတော့တက်သေးဖို့လုပ်လိုက်ပါတယ်။ကြံချောင်းကလည်းဖြည့်ဆည်းကိုပေးရင်သူမကိုသူမတက်သေးမလို့ပါ။ဒါနဲ့ကြံချောင်းလည်းသဘောတူချင်အောင်ဆောင်းလိုက်ပြီးတော့ချမ်းဒီကိုအကြောပေးလိုက်ပါတယ်။ ။ကြံချောင်းကပိုင်ထန်ယူရဲ့အခန်းထဲကိုသွားပြီးတော့ဖြည့်စေးကိုပေးလိုက်ပါတယ်။ချွမ်းနီကပေးခိုင်းလိုက်တာလို့တော့မှပြောလိုက်ပါသေးတယ်။ပိုင်ထန်ယူကတော့ကြံချောင်းဖြည့်စေးတောက်ပြီးပြီလားဆိုပြီးတော့မေးတော့ဖြည့်စေးကနှလုံးပါတာမလို့သူ့တလုံးတောက်ပြီးပြီလို့လိန်ပြောလိုက်ပါတယ်။ဒီအခါမှာပိုင်ထန်ယူကဝမ်းသာသွားပြီးတော့ဖြည့်စေးကိုတောက်လိုက်ပါတယ်။ပြီးတော့ကြံချောင်းကအဝေးတနေရာကိုသွားတော့မှမလို့ချွမ်းနီကိုဆောင်ရှားပေးဖို့အတွက်ပိုင်ထန်ယူကိုမှသွားခဲ့ပါတယ်။အဲ့လိုပြောပြီးတော့တကောင်းဝမှာတယ်ကြံချောင်းကအစိတ်ကပြနေတာကြောင့် တွေးရပြီးတော့လဲကျသွားခဲ့ပါရဲ့အဲ့ဒီအချိန်မှာပဲခိုင်ဖုံးရုံးတဲ့ကိုခိုးပြီးတော့ဝင်လာတဲ့စားချန်လီကပေါင်ချိန်ရဲ့အခန်းထဲကိုခိုးဝင်ပြီးတော့ပေါင်ချိန်နဲ့သူ့ရဲ့အမကိုလဲပို့လုပ်လိုက်ပါတယ်ဒါပေမဲ့အကန့်ဆိုးခြင်းတော့ပေါင်ချိန်မဟုတ်ဘဲကြွက်ညီကိုတုံးပဲဖြစ်နေပါတယ်အဲ့ဒီတော့စားချန်လီကလည်းထပ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်အပြင်မှာအတင်းဆောင်နေတဲ့ကြွက်ညီကိုတွေကတော့စားချန်လီကိုအလွယ်တကူပဲဖမ်းလိုက်ကြပါတယ်နောက်နေ့ခိုင်ဖုံးတရားရုံးရှိမှာတော့အဖြစ်သားနှစ်ယောက်ကိုဖမ်းထားပြီးတော့ချမ်းညီကိုစင်ခေါ်လိုက်ပြီး ီအပြစ်သားနှစ်ယောက်ကိုလက်ပွေနှိမ့်ခိုင်းလိုက်ပါတယ်။ပေါင်ချိန်ကလည်းအပြစ်သားနှစ်ယောက်ကိုခွေးကောင်းဓာဆက်နဲ့တပ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ကျွမ်းနီကတော့မကျေနပ်တာကြောင့်ဓာဆက်နဲ့လွယ်လွယ်သေးမှကိုမလိုလားပါဘူး။ပေါင်ချိန်ကတော့တရားမျှတမှုဓာဆက်ဖြစ်တာကြောင့်ပြတာတယ်လို့ပြောတော့ကျွမ်းနီကဆက်ပြီးတော့မပြောတော့ပါဘူး။အဲ့ဒီအချိန်မှာတော့ခွေးကောင်းဓာဆက်ကလည်းအသိဖြစ်နေခဲ့ပါပြီ။စားချက်လီကိုအရင်တပ်ဖို့လုပ်နေတဲ့အချိန်မှာပဲမြေခွေးမကသူမကိုသူမရှာကိုကိုက်ပြီးတော့တက်တည်သွားခဲ့ပါရဲ့။ စားချမ်းလီလည်းမကြပါဘူးပေါင်ချင်မိန်းချလိုက်တာနဲ့ဓားဆက်ကသူကောင်းပေါ်ကိုရောက်သွားပြီးတော့တည်သွားရပါတယ်ကြံကြောင်းအနေနဲ့ကတော့အစိမ့်မိနေစေပါအဲ့ဒီအချိန်မှာကြွက်ငါးကောင်လည်းကြံကြောင်းအပေါ်မှာအထင်လွဲမှုတွေမရှိတော့ပါဘူးပိုင်ထန်ယူကတော့သူ့အသက်ကိုကယ်ပေးထားတာမလို့ကြံကြောင်းရဲ့အနာကနေတပွားမှမခွာတော့ပါဘူးသူတို့ငါးယောက်ရဲ့အတွင်အားနဲ့လဲကုသပေးခြင်းပြင်မဲ့ပိုင်ထန်ရီကအသက်တာကစားမလို့ကုသလို့မရသေးပါဘူး အဲဒီအချိန်မှာပဲဦးကြီးတော်ရှေ့ရောက်လာခဲ့ပါတယ်။လက်ထဲမှာလည်းမေတော်ကြီးရဲ့ပလဲလုံးပါလာခဲ့ပါတယ်။ချွမ်းဒီကိုပလဲလုံးကိုအမောင်းကျိတ်ပြီးတော့အမြန်တိုက်ခိုင်းလိုက်ပါတယ်။မေတော်ကြီးကပလဲလုံးကိုသူ့ရဲ့အသက်တမျတန်ဖိုးထားတယ်ဆိုတာကိုသိတော့ဘာလို့ပေးတာလဲလို့မေးလိုက်ကြပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသက်ကိုအဓိကမထားပဲမေတော်ရဲ့အသက်သခင်ပိုင်ထံကြီးကိုကယ်လိုက်လို့မေတော်ကြီးလည်းရှင်နေကိုထိသွားခဲ့ရပါတယ် ကျွမ်းကျင်တော်ငါဘော်လည်းနန်းတော်တွေကိုအဆင့်ခေါ်ခံရပြီးဘရင်ပစ္စည်းခိုးယူတာအတွက်အေးတန်းကြမှာဆိုပေမဲ့မင်းကြီးရဲ့တနာမှုကြောင့်အပြစ်ကနေလွတ်သွားခဲ့ပါတယ်။မင်းကြီးကလည်းကျွမ်းငါကောင်ဆိုတဲ့နာမည်ကငါထောင်လို့မကောင်းဘူးဆိုပြီးညီနောင်ငါဘော်ဆိုတဲ့နာမည်ကိုပေးလိုက်ပါတယ်။နောက်ပြီးမင်းကြီးထမိန်နာကတော့ကျွမ်းနီကိုမေတော်ကြီးကတနာပြီးမင်းသမီးထိုက်ဖန်အဖြစ်မွေးစားလိုက်ပါတယ်။ ။ကြံကြောင်းကိုတော့တစ္ဆာရှိမှုအတွက်နန်းတွဲအဆင့်သုံးကိုရန်တော်အဖြစ်ယာဒုတို့ပေးလိုက်ပြီးခိုင်ဖုံးရုံးမှာပဲဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခံလိုက်ပါတယ်။ပေါင်ချင်းကိုတော့ခွင့်သုံးလာပေးပြီးတော့အနားယူခံလိုက်ပါတယ်။ပေါင်ချင်းကလည်းသူတယောက်တည်းလွတ်လွတ်လပ်လပ်နဲ့ဇာတိကိုပြန်ပြီးတော့အနာယူဖို့ရုံးတော်ကနေထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲကလေးမလေးတယောက်ကမတရားခံနေရပါတယ်ဆိုပြီးတော့အော်ဟစ်ကပေါင်ချင်းစီကိုပြေးလာခဲ့ပါတယ်။ဒါနဲ့ပဲသူ့ရဲ့တပည့်လေးယောက်လည်းရောက်လာပြီးတော့ ။ပေါင်ချင်ကလည်းအနာမယူတော့ပဲရုံးတော်ကိုပြန်ပြီးတော့အမှုကိုကြားနာကြပါတော့တယ်။